မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့ရေလေကျောင်းထဲမှာယာယီတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကရိတ်ခါရှာထွက်လာတဲ့အချိန်ပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ25ရက်နေ့ညနေ4:00ခန်းအချိန်မှာကံမမျိုးရေလေကျောင်းထဲမှာယာယီအထိုင်ချတပ်ဆွဲထားတဲ့ အချမ်းဖတ်စိတ်ခွေးများကရိတ်ခါပြတ်တောက်သွားတဲ့အတွက်အင်အား30ခန်းနဲ့ရိတ်ခါထွက်ရှာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စိတ်ခွေးတည်တဲ့စရင်ကတော့ထတ်တိုးတည်တာရှိလားဆိုတာကိုစက်ပြီးတော့စုံစမ်းနေပါတယ်။ညမြင်ကတော့စိတ်ခွေးနှကောင်လဲကျသွားတယ်။မနေ့ကညနေ4နာရီလောက်မှတိုက်ပွဲဖြစ်တာပါ။ကံမစစ်တပ်စစ်ကြောင်းဒီထက်အချိန်ကြာရင်တော့အပြတ်အသတ်တိုက်ထုတ်မှာပါလို့ Red Giant အဖွဲ့ကဒေါင်းနီကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုအတွင်းမှာစစ်ခွေးနှကောင်တိတ်ဆုံးသွားပြီးတော့ဒေါ်လာရဲ့တပ်ဖွဲ့ဝင်တွေကတော့အထိကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းဆက်လင်းနဲ့ဆင်ဖြူကျွန်းမြို့နယ်ဂျားမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ28ရက်နေ့ကနေအခုဇွန်လလနောက်ဆုံးပတ်တွေအထိစစ်ကောင်စီစစ်ကြောင်းနဲ့ထိပ်တွေ့မှုတွေရှိနေပြီးတော့ဒေါ်လာရဲ့ရဲဘော်တချို့လည်းကြာဆုံးထားတယ်လို့သိရပါတယ် ်စင်ဖြူကျွန်းအနီးတစ်ဝိုက်နဲ့ဇလင်းစင်ဖြူကျွန်းကြားထဲမှာရောတိုက်ပွဲကတောက်လျှောက်ကိုရှိနေတာပါလို့စစ်ကောင်စီစစ်ကြောင်းကိုခုခံတာနဲ့ပတ်သက်ပြီးဇလင်းဘက်ကဖတောင်ကန်ကရှင်းပြထားပါတယ်တိုက်ပွဲတွေမှာစစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုတွေရှိနေပြီးတော့ထိပ်တွေ့မှုတွေဆက်ပြီးတော့ဖြစ်နေတဲ့အတွက်ဗတင်းမထုတ်ပြန်သေးဘူးလို့သူကဆက်ပြောပါတယ်ဇွန်လ28ရက်နေ့မှာဇလင်းမျိုးကနေစင်ဖြူကျွန်းမျိုးနယ်ကိုစစ်ကောင်စီဘက်ကတင်ကားတန်ချက်ကားကားနှစ်စီးနဲ့အင်အား200ခန့်အုံပြပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ် ်စစ်ခွေးတပ်ကဇလင်းနဲ့စင်ဖြူကျုံမြို့ဂျားမာရှိတဲ့ကျေးရွာတချို့ကိုမီးရှို့တာဒေသခံတွေကိုလူသားတိုင်းအဖြစ်နဲ့အသုံးပြုတာတွေရှိနေတယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းကဒေသရင်းကာကွယ်တပ်တွေရဲ့စိုးမိုးရလမ်းကြောင်းကိုအင်အားသုံးပြီးတော့နယ်မြေရှင်းလင်းတာလို့လဲဒေသခံစီရေးဒရေးအမိကသုံးသပ်ထားပါတယ်မြို့နဲ့မြို့ဂျားမာစစ်ခွေးတွေရဲ့ရန်တရားလေပတ်တာတွေကိုရပ်ဆိုင်းတယ်လို့ဖြစ်နေတာလို့ဇလင်းမြို့အခြေစိုက်စီရေးဒရေးအမိကပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ဇလင်းမုံဝင်တရက်ချင်းစင်ဖြူကျွန်းလမ်းပိုင်းကိုပြည်သူ့ကာကွယ်အဖွဲ့က အသုံးပြုွက်ပိတ်ထားတယ်လို့သိရပါတယ်ကာကွယ်ပစ္စည်းဆက်ယုံကပါစတွေအတွက်အရေးပါတယ်ဆလင်းစင်ဖြူကျွန်းတန်းချောင်းလမ်းပိုင်းကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီကအခုနှစ်ကလေးကကြိုးပမ်းနေတာပါဒါကြောင့်လစဉ်ဆလင်းမြုံနယ်အတွင်းကိုစစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်ဒါအပြင်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်လုံးမဲ့ရွေးကောက်ပွဲအတွက်နေမြေရှင်းလင်းပြီးတော့ဆလင်းမြုံကိုပါကာကွယ်ဖို့စစ်ကောင်စီကကြိုးပမ်းနေတာလို့လဲဆလင်းပကပတာဝန်ခံကိုအောင်ဆန်းကသုံးသပ်ထားပါတယ် sư công sĩ ta hả và khâu cùng nhựa chỉ dạy ta mà tia tiền nè mà nguyên nhựa chỉ dạy khai <laughs> là nhà nên nga tông nên nga li nè nên nga nga tây yên này của tông bi sân liếu nhựa này quên của sư trong thôn này cho tôi đi ra chỉ bà đây không nhau နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းခရမ်းမြို့နယ်မှာဇူလိုင်လ25ရက်နေ့ညနေပိုင်းကစစ်ကောင်စီတပ်သားတို့ဟာမိမိကိုယ်ကိုအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အထက်ကတဲ့ចောင်းကြီးအနီးတမန်ကြီးစစ်စေးရိတ်ဂိတ်ကစစ်ကောင်စီတပ်သားတို့ဟာမိမိကိုယ်ကိုတန်းတန်းနဲ့ပြစ်ခတ်ပြီးတော့အဆုံးစီရင်ခဲ့တာလို့သိရပြီးတမန်ကြီးလမ်းပိုင်းကိုခိတ္တပိတ်ထားကလူနာတင်ကားနဲ့အလောင်းကိုတော့အချိန်တော်ကြာမှလာရောက်တည်ယူသွားကြတယ်လို့သိရပါဗျ။စစ်မှုထမ်းပေါ်တာဆွဲခံရတဲ့စစ်သားလို့လည်းပြောတယ်။တက်သေးကနေထွက်ပြေးလို့မရလို့လို့ပြောတယ်။ ဖြစ်စဉ်ကတော့အသေးစိတ်မသိရသေးဘူးစစ်သားတွေတဲ့တရင်ကတော့မှန်တယ်လို့ခရမ်းမြို့ဒေသခံတို့ကပြောပြထားပါဗျ။အခင်းဖြစ်ပွားပြီးခရမ်းမြို့စီမံအဖွဲ့ကစစ်ကောင်စီရဲ့ဘိုးတအုံးနဲ့နောက်လိုက်တွေပါလာတဲ့အိမ်စည်းကားနှစ်စီးရောက်လာပြီးတော့အချိန်အတော်ကြာတဲ့အထိလုံခြုံရေးတာဝန်အတူကြတဲ့ရဲဘော်တွေကိုစစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့စုံစမ်းသိရှိရပါဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထွက်ပြေးပါကမိသားစုကိုပါဖမ်းဆီးအရေးယူမယ်ဆိုတဲ့စစ်ကောင်စီရဲ့ဥပဒေကြောင့်စိတ်ဖိစီးမှုတွေများလာပြီးအခုလိုမျိုးအဆုံးစီရင်မှုတွေအထိဖြစ်ကုန်တာဖြစ်နိုင်တယ်လို့ဒေသခံတွေကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဘိုးတထောင်စိတ်ကမ်းမှာဇူလိုင်လ23ရက်နေ့ကလေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင်းတမ်းမှန်နင်းမြုပ်တဲ့ဖြစ်စဉ်အတွင်းမှာပျောက်ဆုံးနေသူ၃ဦးတွေက၂ဦးရဲ့ရုပ်အလောင်းကိုပြန်တွေ့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဆက်လီမောင်းသူနဲ့ခရီးတဲ့အမျိုးသမီးတို့ရဲ့ရုပ်အလောင်းကိုပြန်တွေ့တာပါတယောက်ကတော့မတွေ့သေးပါဘူး မိသားစုဝင်တွေကတော့လာဆောင်နေတာရှိတယ်လို့ဗိုလ်ထောင်စိတ်ကဲအနီးနေထိုင်သူတို့ကပြောပြထားပါတယ်။ဇူလိုင်လ23ရက်နေ့မနေ့ကလေးစင်နှမောင်းတိုက်ခတ်မှုဖြစ်စဉ်မှာရန်ကုန်မြေအတွင်းတမ်းမှန်နင်းမြုပ်ခဲ့တယ်လို့စိတ်ကဲမှာရှိတဲ့ကွန်တိန်နာပုံများနဲ့ကားတချို့လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာပျောက်ဆုံးနေသူခရီးသည်အမျိုးသမီးတဦးဖြစ်တယ်လို့သိရပါတယ်။ပြန်တွေ့တဲ့ရုပ်အလောင်းနှစ်ခုကိုရန်ကုန်စေုံကြီးရင်ခွဲရုံကိုလူမှုကွန်ရက်အဖွဲ့များကပို့ဆောင်ခဲ့တယ်လို့ကိုပူတူးနဲ့ဗော်ဒါများလူမှုကွန်ရက်အတင်းကဇူလိုင်လ25ရက်နေ့ညပိုင်းမှာထုတ်ပြန်ထားပါတယ်။ မနေ့ကမနေ့လေးစင်နှမောင်းကြောင့်တမန်မောက်တဲ့ဖြစ်စဉ်အခုညကျွန်တော်တို့ဘက်ကတည်ခဲ့တာကတမန်မောင်းတဲ့ဦးလေးကြီးပါတမန်မောင်းတဲ့ဦးလေးကြီးကပဲခရီးသည်တွေကိုကယ်ခဲ့တာလို့သိရတယ်နောက်ဆုံးကောင်မလေးတယောက်ကြာသွားတာကိုလိုက်ကယ်ပေးရင်းနဲ့ဦးလေးကြီးပါရေထဲမျောပြီးအသက်ဆုံးရှုံးလိုက်ရတာပါလို့ကိုပူတူးကအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရေးသားထားပါတယ်တမန်မောင်းသူရဲ့ရုပ်အလောင်းကိုတွေ့ရှိတဲ့အချိန်မှာ၎င်းတို့အဖွဲ့ကိုအကူအညီတောင်းတဲ့အတွက်ကြောင့်တွားရကူညီပေးခဲ့ခြင်းဖြစ်ပြီးတော့အခုလိုကူညီနေတဲ့အချိန်မှာပျောက်ဆုံးနေတဲ့အမျိုးသားတအုပ်ရဲ့ရုပ်အလောင်းကို ခမှန်တွေးရှိခဲ့ခြင်းဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကအသိပေးထားပါဗါးအဲ့ဒီတမ်းမှန်ဟာဘိုးတထောင်နဲ့ဒလကိုပြေးဆွဲနေခြင်းဖြစ်တယ်လို့သိရပါဗါးမြန်မာနိုင်ငံမှာအခုရက်ပိုင်းမှာကြုံတွေ့နေရတဲ့လေပြင်းတိုက်ခတ်မှုများနဲ့မိုးသည်ထန်းစွာရွာသွန်းမှုများဟာ ဗီယက်နမ်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ဝီဖာမုန်တိုင်းရဲ့အရှိန်ကြောင့်ဖြစ်တယ်လို့သိရပါဗျ။ဇူလိုင်လ23ရက်နေ့တရက်ထဲမှာရန်ကုန်မြို့အပြင်မြစ်ကြီးနာမိုးကောင်ကော့ကရိတ်မော်လမြိုင်နဲ့ပေါင်မြို့နယ်တွေမှာလည်းလေပြင်းတွေပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုများနဲ့ဒဏ်ရာရှိသူများရှိခဲ့တယ်လို့ပြောပါဗျ။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာလမ်းရည်ကျော်နေတဲ့အချိန်စစ်ဘေးရှောင်အမျိုးသားတအူရေစည်းနဲ့မျောပါတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။လက်ရှိမှာကရင်ပြည်နယ်အတွင်းမြဝတီကော့ကရိတ်မြို့နယ်တို့မှာရေကြီးနှင်းမြုပ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။ ်ဇွန်လ21ရက်နေ့ကလည်းချမ်းပြည်နယ်အရှိပိုင်းဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမိုင်းပေါင်မြို့မှာရေပြီးကြုံတွေ့ခဲ့ရပြီးတော့ကယ်ဆယ်ရေးသမားရဲရရှိတအုပ်အပါအဝင်၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အပူပိုင်းမုံတိုင်းဝီဖာဟာဇွန်လ22ရက်နေ့ကဗီယက်နမ်နိုင်ငံကိုဝင်ရောက်သွားခဲ့ပြီးတော့ထိုင်းနဲ့မြန်မာနိုင်ငံကတော့မိုးရေဆက်လက်ကောင်းနေစေဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအပါအဝင်မြန်မာနိုင်ငံရဲ့ဒေသအများစုမှာအခုရက်ပိုင်းမှာမိုးကြီးနိုင်တဲ့အပြင်လေပြင်းတိုက်ခတ်ခြင်း၊လျှက်စီးလက်ခြင်း ်မိုးချိုးပစ်ခြင်းလက်တပြရေကြီးခြင်းနဲ့မိုးပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာန MOHDM ကသတိပေးထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောမန္တလေးတိုင်းပြည်ဦးလွင်ဇီးပင်ကြီးကြေးရွာမှာရှိတဲ့နေအိမ်ယာနဲ့ခြီကိုစစ်တပ်ကဘူဒိုဇာနဲ့ထိုးပြီးဖျက်ဆီးခဲ့တဲ့အတော့ ပြည်သူပေါင်းရာပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်ဇီးပင်ကြီးကျေးရွာမှာရှိတဲ့အင်ဂျီ300ဝန်းကျင်နဲ့ဖုန်ကြီးကြောင်များကိုအချက်ဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရဲ့အမိအရာဆိုပြီးတော့ဇူလိုင်လ22ရက်နေ့နောက်ဆုံးထားပြီးတော့ဖြတ်သိမ်းခိုင်းခဲ့ပြီးမဖြတ်သိမ်းပါကထောင်ဒဏ်ချမှတ်အရေးယူမယ်ဆိုပြီးတော့စစ်တပ်ကချိန်ချောက်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်ဇူလိုင်လ23ရက်နေ့ကစတင်ပြီးတော့ စစ်ခွေးတပ်ကအဲ့ဒီကြေးရွာမှာရှိတဲ့နေအိမ်များကိုမြေကော်ဆက်များဘူဒိုဇာများနဲ့အင်အားသုံးပြီးတော့ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဇွန်လ14ရက်နေ့ကပြည်ယုံလွေမြို့နယ်ဇီးပင်ကြီးကြေးရွာအုပ်စုမှာရှိတဲ့နေအိမ်များမှာမြေလွတ်မြေရိုင်းများပေါ်မှာကြောက်ရွံ့နေပြီးတော့ခွင့်ပြုချက်မရှိဘဲတိဆောက်ထားတာကိုကွင်းစင်တွေ့ရှိရတဲ့အတွက် ဖယ်ရှားရန်လိုအပ်တယ်ဆိုတဲ့အမိန့်စာကိုစစ်ကောင်စီလက်အောက်ခံမြို့နယ်မြေစင်းဦးစီးဌာနကထုတ်ဆင်လာတယ်လို့သိရပါတယ်။အဲ့ဒီမြေလို့မြေရိုင်းမှာတိစောက်ထားတဲ့နေအိမ်များအပါအဝင်အဆောက်အုံများကို900အတွင်းဖယ်ရှားပေးရန်ပြည်သူများကိုစစ်ခွေးတပ်ကအမိန့်ပေးခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအများကြီးအိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပါပြီ။ဘသူမှလည်းမကူနိုင်ပါဘူး။အိမ်တွေကိုအင်အားသုံးပြီးဖျက်ဆီးသွားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဇီးပင်ကြီးကြီးရွာဟာနှစ်ပေါင်းများစွာကတည်းကဓမ္မဦးချတောင်သူများနဲ့ပြည်သူများက ရွာတီဆောက်နေထိုင်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ယခင်ကတောနဲ့ကြီးကိုပြည်သူများကဖယ်ရှားရှင်းလင်းကနေထိုင်လာခဲ့ကြတာဟာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ပြောပါတယ်။ယခုအချိန်မှသာစစ်ခွေးတပ်ကနိုင်ငံတော်ပိုင်ဆိုင်နဲ့မြေလွတ်မြေရိုင်းဆိုပြီးတော့ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဇီးပင်ကြီးကြီးရွာကနေအိမ်များကိုမဖြတ်ပေးပါကမြေလွတ်မြေလက်မြေရိုင်းများစီမံခန့်ခွဲဥပဒေများနဲ့ကျူးကျော်နေထိုင်သူများကို ထောင်ဒဏ်နှစ်နှစ်ထက်မပိုသောထောင်ဒဏ်နဲ့ငွေကျပ်30ထက်မပိုသောငွေဒဏ်ဒဏ်နဲ့စလုံးကိုဖြစ်စေချမှတ်မှာဖြစ်တယ်လို့စစ်ခွေးတက်ကချင်းချောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ရတော့ KND ပြည်နယ်ဒီမော့ဆိုမြို့နယ်နမ်းမဲခုံမြို့အတွင်းကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာမှုကြောင့်နမ်းမဲခုံတစ်မြို့လုံးစစ်ပေးရှောင်နေရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဇော်လိုက်လာ25ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီတပ်ကဒီမော့စုမြို့နယ်နမ်မဲခုံမြို့အတွင်းကိုလက်နက်ကြီး drone များနဲ့ပစ်ခတ်ကာစစ်ကြောင်းထိုးလာမှုကြောင့်နမ်မဲခုံမြို့အတွင်းမှာရှိတဲ့ကြီးရွာပေါင်း90ကျော်ကပြည်သူများဟာစစ်ဘင်းရှောင်နေရပြီးတော့ရိုက်ကော်မြို့နယ်နမ်မဲခုံမြို့ချားမှာစီရင်တင်းမာနေတယ်လို့သိရပါတယ်နမ်မဲခုံမြို့တွေကအကုန်လုံးနှီးပါတော့မဟုတ်ပါဘူးအခုကဖျားဖြူနေဆိုတော့နှီးနေပြီလေတပတ်ဝင်းကျင်လောက်တော့ရှိနေပြီအဲ့ဒါကြောင့်နမ်မဲခုံနဲ့နှီးလာတဲ့အချိန်မှာအကုန်လုံးကိုရွှေ့ခိုင်းတာ ပြည်သူတွေကတောက်လျှောက်ရွှေ့နေကြပြီလို့ကရင်နီတော်လိုင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်ဘေးရှောင်နေရတဲ့နမ်မဲခုံမြို့ဟာကြေးရွာပေါင်း90ခန်းရှိပြီးတော့ရခင်ကဒီမော်ဆိုမြို့နယ်အတွင်းမှာပါဝင်ကလက်ရှိကရင်နီပြည်နယ်ဂျားကာလာအုပ်ချုပ်ရေးကောင်စီလက်ထက်မှာမြို့နယ်အဖြစ်နဲ့တတ်မှတ်ကအုပ်ချုပ်ရေးများလဲပတ်လျက်ရှိတယ်လို့သိရပါတယ်။ထွက်လာတာကတော့ကြားပါပြီ။မိုးပြဲကိုရပြီးတော့မိုးပြဲနဲ့လွိုက်ကော်ဂျားကကုန်းတာတို့ဘာတို့ရပြီးတော့နမ်မဲခုံဘက်ကိုဥတီလာတာနမ်မဲခုံမြို့နယ်ကအရင်ကတော့ဒီမော်ဆိုမြို့နယ်ထဲမှာပါတာပေါ့။ အခု IEC လက်ထက်မှာနာမည်ခုံမြို့နယ်တွေကိုပြန်ခွဲလိုက်တာစေပြေးရှောင်းတာကတော့နာမည်ခုံမြို့နယ်ပေါ့လက်ရှိတော့နာမည်ခုံနဲ့လွိုက်ကောကြားမှာတော့စီရီးတင်းမာနေတယ်လို့ KNI စီရီးသတင်းရင်းမြစ်ကပြောပါရယ်လက်ရှိစစ်ကောင်စီတပ်ကနာမည်ခုံမြို့နယ်အတွင်းမှာရှိတဲ့ကရားညေးခုရွာဖျားနေရွာတို့ကိုတိမ့်ပိုက်ထားပြီးတော့ KNI တော်လိုင်းတပ်ဖွဲ့ဝင်များအနေနဲ့စစ်ကောင်စီရဲ့ drone လက်နက်ကြီးတို့ကြောင့်စုခွာပေးလိုက်ရတယ်လို့သိရပါရယ်လက်ရှိစစ်ခွေးတွေကဖျားဖြူရဲ့ရှေ့အထိကိုရောက်နေပြီးအဲ့ဒီမှာတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေရှိနေသေးတယ် ်ခရားညေးခုရွာရဲ့ဖျားနေရဲ့ပုံပြတို့ဘက်မှာဝင်ထားပြီဒီကောင်တွေကလူရင်မလာပဲနဲ့ drone ရောလက်နက်ကြီးရောတောက်လျှောက်လာပြီးတော့မှလူလာတာပါစစ်ခွေးတွေဘက်ကလက်နက်ကြီးတွေ drone တွေအလုံးတရာလောက်ပြင်မှကျွန်တော်တို့ဘက်ကတလုံးလောက်ပဲပြန်ပစ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲဘော်တွေလည်းတောက်မခံနိုင်ဘူးဒါကြောင့်ပြန်ဆုတ်လာခဲ့ရတာပါလို့ KND တော်လိုင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်က2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မှာ PDF အဖြစ်ကနေပြီးတော့စစ်ကောင်စီထံကိုခိုးလုံခဲ့ဘူးပြီးသားလူဟောင်းများကိုစစ်တပ်က ပြန်လည်ခေါ်ယူက PDF ရဲဘော်အသစ်များအဖြစ်နဲ့ထမှန်တရုတ်ဆောင်စီကအလင်းဝင်တဲ့ပုံစံမျိုးနဲ့လိမ့်လေဝါရဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ကဇော်လိုင်လ15ရက်နေ့မှာနေပြည်တော်စီရင်မှာပြုလုပ်ခဲ့တဲ့စစ်ဘက်ဆိုင်ရာအစည်းအဝေးမှာတော်လိုင်ရေးအဖွဲ့များကြားသွေးစည်းညီညွတ်မှုကိုပြိုကွဲစေရန် ခေါင်းဆောင်များကိုစီယုံခြင်းလက်နက်ကင်များကိုစိတ်ဓာတ်ပြပြစီရန်နီလန်မျိုးစုံအုံပြပြီးတော့ဖြိုခွဲရန်စီယုံကညွန်ကြားခဲ့ပြီးတဲ့နောက်အခုလိုမျိုးရခိုင်အခမ်းအနားနဲ့အလင်းဝင်ခဲ့ပူးပြီးတဲ့ PDF များကိုပြန်လည်ခေါ်ယူကာထမှန်တရုတ်ဆောင်အလင်းဝင်ခိုင်းခြင်းဖြင့်လိမ့်လေဝါရဖြန့်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အရင်ကအလင်းဝင်လာတယ်ဆိုပြီးတော့အခမ်းအနားနဲ့လက်ခံခဲ့ပြီးသားလူဟောင်းတွေကိုပြန်ခေါ်ပြီးတော့အလင်းထက်ဝင်တဲ့လူတွေအဖြစ်နဲ့ပြန်ပြီးတရုတ်ဆောင်ခိုင်းတာပါ။အရင်ကအလင်းဝင်နေဆိုပြီးတော့အခမ်းအနားနဲ့လက်ခံခဲ့ပြီးသားလူဟောင်းတွေကိုပဲပြန်ခေါ်ပြီးတော့ အလင်းထောက်ဝင်တဲ့လူတွေအဖြစ်နဲ့ပြန်ပြီးတော့တရုတ်ဆောင်ခိုင်းတာပါအလင်းဝင်ခန်းထောက်မှာရုပ်တွေကိုလည်းဝါထားတာဖြစ်တဲ့အတွက်လုံခြုံရေးအာမခံပြီးပြန်ပြီးတရုတ်ဆောင်ခိုင်းတာအဓိကကတော့တဖက်အဖွဲ့စည်းဈာမမယုံမကြည်ဖြစ်ပြီးတော့အလင်းဝင်လာကြပြီဆိုပြီးလှုပ်ချင်တာအများစုကအလင်းဝင်ထားပြီးသားလူဟောင်းတွေကိုအာနာနဲ့ပြန်ဆင့်ခေါ်ပြီးတော့ပြန်ပြီးတရုတ်ဆောင်ခိုင်းတာပါတော်လိုင်းဘက်ကပြေးလာတဲ့လူသစ်တချို့လည်းပါဝင်ပါတယ်ဒါပေမဲ့လူသစ်ကတဦးစားနှစ်ဦးစားပဲရှိတယ်လူသစ်နဲ့လူဟောင်းတွေကိုပြန်ရောပြီး အလင်းဝင်တဲ့ဇလန်းကိုတရုတ်ဆောင်ခိုင်းတာအဲ့ဒါကဇူလိုင်လ15ရက်နေ့အစည်းအဝေးပွဲအပြီးမှာထုတ်ပြန်တဲ့လမ်းညွှန်ချက်နဲ့အညီလောက်တာလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောပြထားပါတယ်စစ်ကောင်စီရဲ့လိမ့်လည်ဝါရဖြန့်မှုများမှာဇူလိုင်လ18ရက်နေ့ကနေဇူလိုင်လ22ရက်နေ့အထိ TNL က4ဦးမန္တလေး PDF က15ဦး DBR က42ဦးအလင်းဝင်တယ်လို့၎င်းဇူလိုင်လ23ရက်နေ့မှာမန္တလေး PDF က9ဦးထပ်မံအလင်းဝင်ခဲ့တယ်ဆိုပြီးတော့၎င်းဇူလိုင်လ25ရက်နေ့မှာမန္တလေး PDF က15ဦး ထမံအလင်းဝင်နေဆိုပြီးတော့၎င်းလိန်လေဝါရဖြန့်ခဲ့တယ်လို့ပြောပါတယ်။အခုအလင်းဝင်လာတဲ့ဒူရီဆိုတာဟာအရင်ကလည်းအခမ်းအနားနဲ့အလင်းဝင်နေဆိုပြီးဝါရဖြန့်တရုတ်ဆောင်ခိုင်းခဲ့ပြီးသူများဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတက်ကအခုလိုဝါရဖြန့်မှုများလှုပ်ဆောင်ရမှာ နယ်မြေတပ်ရင်းများနဲ့တိုင်းစစ်ဌာနချုပ်များကိုအလင်းဝင်တဲ့အခမ်းအနားများမဖြစ်မနေဖန်တီးဝါဒဖြန့်ရန်ညွှန်ကြားခဲ့တဲ့အတွက်သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များကလည်းဤဆက်ရာရခဲ PDF အဟောင်းများကိုပဲပြန်လည်ခေါ်ယူလိမ့်လဲဝါဒဖြန့်နေထားခြင်းဖြစ်ကြောင်းတင်ရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်ဆန်းနဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ